အောင်မေမင်္ဂလာပါမယ်နေယူချင်တွေကနေအားလုံးကြိုဆိုပါရစေကျွန်တော်ဒီကနေ့မှာတော့မယ်ဆောင်နေတဲ့အတင်းနေတဲ့မင်းညာကပြပါဝင်းအင်ခွေးမှာယူပါလေစီမီဘက်နေပထမကြော့ကစားခဲ့တဲ့တကေးကိုကောင်းဝင်တဲ့ performance နဲ့ကျွန်တော် 3C ဆိုရရလဲကောက်တစ်ခုကိုပိုင်ဆိုင်ခဲ့ပြီးတော့ final ကိုတက်ဖို့အတွက်အထူးသဖြင့်ကျွန်တော်လာမယ့်ကိုယ့်ရဲ့ old trap မှာဒုတိယကြော့ကစားမယ့်အချိန်လေးကောင်းတစ်ခုကိုကျွန်တော်ရှင်းနေတယ် ဆိုတော့ MRI အနေနဲ့ပေါ့ဗျာဒီပွေးပြင်းအင်တာဗျူးသူပြောထားခဲ့တဲ့ဒီအထင်းမှာဆိုရင်ကစားသမားတွေအနေနဲ့အသင်းအနေနဲ့ Lime Ultrap ကိုစီမင်းပဲနေဒုတိယအကြော့မှာပို့ပြီးတော့တတိထားမယ်ပို့ပြီးတော့ကျွန်တော်တို့အာယုံဆိုင်ရမယ်ဆိုပြီးတော့ပြောထားခဲ့တဲ့ဆိုတော့ဒီ MRI ပြောတဲ့ဇာတ်တွေထဲကကျွန်တော်တို့တချို့တော့ဝယ်စိတ်ဝင်စားဖို့အကြောင်းအရာတွေကိုဆွေးနွေးသွားအောင်စာသမားတွေအားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါဆိုတော့ဒီပွေးပြင်းအင်တာဗျူးကအကြောင်းကိုမပြောခင် MRI အနေနဲ့စင်ချင်ကောင်းတစ်ခုကိုသူပိုင်ဆိုင်ခဲ့တယ် ဒါပါလေဆိုရင်စာအလစ်ဖာဂူဆန်နောက်ပိုင်း1960တကူရပေါ့ကိုးပွင့်မှာစုံဝင်မရှိသေးတဲ့စေချင်းတခုကိုအမရန်အနေနဲ့ပိုင်ဆိုင်တော့ခဲ့တယ်။ဒါကနေပြအတွက်ကိုတကိကိုကောင်းမွန်တဲ့စေချင်းလို့ကျွန်တော်ပြောလို့ရတယ်။ဘာဖြစ်လို့လဲဆိုရင်လက်ချီအမရန်အနေနဲ့နေပြတဲဟင်းကိုထုတ်ပြီးတော့ဟိုဂျာတီဝဲလောက်ကလေးကနေကျွန်တော်ပြောလို့ရတယ်။အသင်းကိုကြောက်လာတဲ့ဂိုင်တွေတဲ့အစင်မပြေမှုတွေကျွန်တော်ရှိတဲ့ရုံးကဲနေရတယ်။သူကိုယ်တိုင်လည်းဒါကိုဝေခံတော့ခဲ့တယ်။ဆိုတော့ အခုပရီးမီးယားလိမ်းမှာဆိုတကယ့်ကိုရလဲတဲ့စိုးရနေပြီမြဲလို့ဥရောပကျွန်တော်ယူပါလိမ်းမှာဆိုရင်တကယ့်ကိုအလားလာကောင်းနေရှုံးပွေးမရှိသေးဘူးကျွန်တော်တို့တရင်နဲ့အနိုင်ကျွန်တော်တို့ဖြစ်နေတယ်ဆိုတော့ဒီလိုနေတာတခုမှအတင်းကစုပ်ပြဲတဲ့ပြီးတော့တကယ့်ကိုအချင်းနဲ့မကောင်းတဲ့အနေထားအရာလူပိအမွေအတွက်ကတော့စင်ချင်းတစ်တခုစင်ချင်းကောင်းတစ်ခုကိုကျွန်တော်တို့ပိုင်ဆိုင်သွားခဲ့တာပေါ့ဆိုတော့စာသမားတို့ရဲ့တော့အမွေအတွက်ကိုပရီဂျူလင်းရှိပါဒီထက်မကကျွန်တော်တို့မေဆောင်နေတဲ့အတင်းကို အဆင်ပြေပြေနဲ့အရာရာအောင်မြင်မှုတွေပေးစမ်းနိုင်ပါစေလို့ကျွန်တော်တို့မျှော်လင့်မိတယ်။ဆိုတော့အဲပွေးပြီးအင်တာဗျူးမှာအမ်မရအနေနဲ့ပြောထားခဲ့တဲ့စကားတွေရှိတယ်။ဒါကပါလို့ဆိုရင်ဒီရလက်ကိုဘယ်သူမှမျှော်လင့်မထားပါဘူး။ဒါပေမဲ့ပွေးကမပြီးသေးပါဘူးပေါ့။ Outrep မှာဒီလိုရလက်မျိုးဖြစ်တော့နိုင်တာကြောင့်ကျွန်တော်တို့ပြင်ဆင်ထားဖို့လိုတယ်ပေါ့။အဝေးကိုစီမီမရှိတော့တဲ့အတွက်ဘာမှမဆိုပြောင်းလဲသွားနိုင်တယ်။ဒါကကျွန်တော်တို့ကစားသမားတွေကိုပေးရှင်တဲ့တည်င်းစကားပေါ့။ သူတို့ဒုတိယအကြိုးကိုတတိထားရမယ်ပြီးတော့ပွေးရကြံတဲ့အချင်းတို့တဲ့ပထမမိနစ်20ကိုပို့ပြီးတော့ပြန်စဉ်းစားတင်နေပေါ့ဒါကပွေးအတွင်းမှာကစားခဲ့တဲ့အနေနဲ့ဒါတခုကိုပြောတာပွေးအစမှာကျွန်တော်တို့ဒီတော်တော်လေးရုန်းကန်ခဲ့ရပေမဲ့ twin ကိုနဲ့အနေငယ်ကပွေးကိုပြောင်းလဲတောစီခဲ့တာပါဆိုပြီးတော့အမွေကပွေးပြီးအင်တာဗျူးမှာသူဖြေထားခဲ့တယ်ဆိုတော့မနေ့ကပွေးစဉ်ကိုပြန်ပြီးတော့ကျွန်တော်တို့သုံးတန်းရလို့ချင်းပွေးပြီးအင်တာဗျူးမှာပြောသလိုပါပဲပထမပိုင်း မင်းကြီးအစမှဆိုရင်ဘီဘာဝကတကေးကိုကောင်းမယ်တယ်သူတို့ရဲ့အင်ကွင်းပြပြသူတို့ရဲ့ကစားသမားကောင်းနေနဲ့အသင်းကိုကျွန်တော်တို့ဖီးယားပေးတယ်ဒါပေမဲ့အလှပြောင်းကကျွန်တော်တို့ယူနိုက်တက်အသင်းကိုအကောင်းမယ်ဆုံးကိုဖြစ်စေခဲ့တယ်သူတို့အနည်းငယ်ထိတယ်ဒါရိုက်အနည်းငယ်ပနတီပေးရတယ်ဘရူနိုဖန်နဲ့ပနတီတကိုးရေးပြီးလို့ချင်းချက်ပြီးတော့တကိုးသွင်းတယ်ကက်ဆမီရိုကျွန်တော်တို့တကိုးသွင်းတယ်ဒီလိုမျိုးအခြေအနေတော့ကျွန်တော်တို့နိုင်ခဲ့တာ အမှန်ပြောသလိုပါပဲကျွန်တော်တို့ပွဲကို အလေပြောင်းဖြစ်စေခဲ့တာကတယောက်ရော့အနေထားတစ်ခုရေပယ်နတီရခဲ့တဲ့အနေထားတစ်ခုအရာပေါ့ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ပြီးခဲ့တဲ့ဒီပရီးမီးယားလိအနေထားမှာဆိုရင်ကစားသမားကောင်းတွေနဲ့ပွေထုတ်ခဲ့တာပဲဒါပေမဲ့ရာလဲကကျွန်တော်တို့အဆင်မပြေခဲ့ဘူးအခုဒီနေ့ပွဲစီမှာလေကျွန်တော်တို့အကောင်းဆုံးလူစည်းလို့ကျွန်တော်တို့ပြောလို့ရတယ်ပြလို့ရှိရင်ကစားသမားတွေအားလည်းပဲယုံကြည်မှုရှိခြင်းနဲ့နောက်ပိုင်းအနေထားတွေမှာကျွန်တော်တို့အကောင်းဆုံးဖြစ်ခဲ့တယ် ကျွန်တော်ဒီပထမပိုင်းမှာ3စီနဲ့ဥဆောင်ထားခဲ့တာဒုတိယပိုင်းမှာပယ်နယ်တီနောက်ထပ်တကိုးရဖို့ဟိုချီခဲ့တယ်ဒါပေမဲ့လို့ကွင်းလင်တိုင်ကတော့မပေးခဲ့ဘူးပေါ့ဗျာကျွန်တော်တို့ကဒုတိယပိုင်းမှာဆိုနောက်ထပ်တကိုးနှစ်ကိုးလောက်သွင်းနိုင်ခဲ့ရမှာဆိုတော့ဘလိုပဲပြောပြောကိုဒီအသေးအနေနဲ့ကတော့အမ်မိုနဲ့ပြောတယ်လို့ပါပဲဒုတိယအကျော်ကိုရဲ့ outro ပုံမှာတကေးကိုကျွန်တော်ပြင်ဆင်ထားဖို့လိုတယ်ပြီးလို့ချင်းကျွန်တော်တတိထားရမှာဒီချက်ကကျွန်တော်အင်မတန်ရေးကြည့်တယ် ကျွန်တော်တို့မယ်ဆောင်နေတဲ့အစ်တင်နဲ့ပရီးမီးယားလိမ်းမှာတကေးကိုတိုင်ပဲ့နေတယ်အဝေးကွင်းအင်ကွင်းအင်ကွင်းဆိုရင်တော့ပို့ပြီးတော့ဆိုးရတဲ့အနေအထားတစ်ခုအရာဆိုရင်ကျွန်တော်တို့ကနောက်တစ်ဆင့်ကိုတက်ဖို့အတွက်ဆိုရင်အဲ့ဒီ old trap ပေါ်မှာတတိထားမှာဖြစ်တယ်သူတို့အစ်တင်နဲ့သူတို့ရဲ့အင်ကွင်းမှာသုံးခုပြည့်ပြည့်ပေးလိုက်ရတယ်ဒီလိုအနေအထားမှာဆိုရင်သူတို့ဘက်ကလည်းပြင်ဆင်မှုအပိုင်းတွေအများကြီးလုပ်လာမှာမယ်ဆောင်နေတဲ့အစ်တင်ကိုဒုက္ခပေးမယ့်အနေအထားတစ်ခုမှကျွန်တော်တို့ဖြစ်တော့နိုင်တဲ့ပုံစံတွေးနေရတယ် အခုကျွန်တော်တို့ဒီနေ့ပွဲစီမှာဆိုရင်၁၀ရောက်၁၁ရောက်ကစားခဲ့တယ်။လာမယ့်ဒုတိယအကြောမှာဆိုရင်၁၁ရောက်၁၁ရောက်ကစားမှာပြီးလို့ချင်းအဝေးကွင်းအင်ကွင်းကိုစင်းမီတွေလည်းမရှိတော့ဘူး။အဝေးကွင်းမှာဘလောက်ပဲသွင်းသွင်းအင်ကွင်းမှာဘလောက်ပဲသေးသေးနိုင်တဲ့အသင်းကနောက်တစ်ဆင့်ကိုတက်ဖို့ဒီလိုမျိုးပုံစံမျိုးတောနေတဲ့အတွက်ကိုရီအသင်းတော်ကတော့ဗျာအမေရိကန်ဆုံးနဲ့အိုထရက်ပေါ်မှာလုံနိုင်ဖို့လိုတယ်။ အခုဆိုရင်မနေ့ကပွဲစီမှာဆိုရင်ကျွန်တော်တို့မြင်ရှင်တဲ့ကစားသမားတွေဖြစ်တဲ့အာမက်ဒီယာလိုတို့ပြီးလို့ချင်းဒီလီတို့ပါဝင်ကစားခဲ့တယ်ဒါကကျွန်တော်တို့ပြိသက်တွေအတွက်ကျွန်တော်တို့အသင်းအတွက်ကိုတကယ်ကိုအားဆေးဖြစ်တဲ့အားဆေးတစ်ခွက်ပါပဲစဉ်းစားကြည့်ရလို့ချင်းအာမက်ဒီယာလိုတို့တိုက်စစ်ပိုင်းမှာနော်ဘယ်လောက်ထိအလုံးလုံးနဲ့ရှိလဲအာမက်ဒီယာလိုဝင်လာတဲ့အနေအထားတစ်ခုမှဆိုရင်ကျွန်တော်တို့အသင်းကဂိုးရဖို့ဘက်ကိုဥတည်ပြီးတော့တောခဲ့တာဒီလေးဆိုရင်လည်းကျွန်တော်တို့အချိန်ကောင်းတစ်ခုနဲ့ကစားနိုင်ခဲ့တယ် ပြီးလို့ချင်းအဲ့ဒီပွေးစီမှာမဖြစ်မနေချီကျူးရမယ့်ကစားသမားမှာဆိုရင်ဟယ်ရီမခွန်းရပါပဲနောက်တဲ့ကစားသမားတယောက်အနေနဲ့တောင်ပန်ကနေအတိုးလုံးနဲ့အလင်ခောက်တင်နဲ့ကျွန်တော်ခြားပေးပြီးတော့ကဲတင်ပေးလိုက်တာကဲဆင်မျိုးကခေါင်းတိုင်ကိုလည်းကျွန်တော်သွင်းခဲ့တာဆိုတော့ကျွန်တော်စဉ်းစားရမှာကလာမေးရတီမှာမခွန်းရကိုတနှစ်တတန်တိုးမလားရောင်းချမလားကျွန်တော်ပတ်စလီတယောက်အမည်ပြောလို့ချင်းမခွန်းရကအသေးရဲ့အဲ့လိုဒီမကြည့်သေးဘူးသူရဲ့ကစားပုံသူရဲ့ အနေထားတွေကမက်ဆောင်နေတဲ့အသင်းကိုနောက်ထပ်တစ်နှစ်လောက်အချိန်နေကောင်းတစ်ခုကိုသူဖန်တီးပေးနိုင်တယ်သူရဲ့ခြေစင်းပိုင်းဒါကျွန်တော်တယောက်ရဲ့အမြင်ပေါ့ဆိုတော့ဒုတိယအကြော့မှာအကောင်းဆုံးလုပ်ပြနိုင်ဖို့လိုတယ်ကျွန်တော်ရဲ့ကျွန်တော်တို့အသင်းရဲ့အိမ်မက်ကယူပါလေဖလားတလုံးပဲရှိတော့တယ်လာမင်းနဲ့ချန်ပီယံလေးဝင်ဖို့အတွက်ဆိုရင်တော့ဒုတိယအကြော့ကိုမဖြစ်မနေအနိုင်ကစားဖို့လိုတယ်မြန်မာပြည်ဖိုင်နယ်မှာဘယ်လိုဖြစ်နေပါစေ ဟုတ်တယ်မနားဒါနဲ့ပြတ်တော့ပြ MOA ကပေါ့ဗျာဒီမျိုးပြောထားခဲ့တာပေါ့အတင်းအနေနဲ့ကစားသမားတွေအဖို့ကတော့ကိုရီအိုထရက်ပေါ်မှာအနိုင်ကစားဖို့လိုတယ်ကိုရီအိုထရက်ပေါ်မှာတတိထားဖို့လိုတယ်ဒီလိုမျိုးအခြေအနေကဖြစ်လာနိုင်စေအများကြီးရှိတဲ့အတွက်ပြည်စင်းမှုပိုင်းတွေအများကြီးလုပ်ဖို့လိုတယ်ဆိုပြီးတော့သူပြောတော့ခဲ့တယ်ဒါအနည်းချုပ်ပြောလို့ချင်းတော့ကျွန်တော်အတင်းကဒုတိယအကျိုးကိုရီအိုထရက်ပေါ်မှာကောင်းကောင်းကြီးကစားနိုင်ဖို့လိုတယ် အခုဆိုရင်အရင်နေပါတယ်မှာလေးအင်အားတောင်းနေပြီအာမေဒီယာလိုလိုဆိုရင်လေဒုတိယအကြော့မှာတေချာပေါက်ပောင်းဝင်လာဖို့ရှိနေတယ်။လာမယ့်တနင်္ဂနွေနေ့မှာတော့ပထမပိုင်းမှာတော့ပောင်းဝင်လာဖို့ရှိမှာမဟုတ်ဘူး။မင်းနေပြတော့ခမရအာမေဒီယာလိုကိုပထမပိုင်းမှာမင်းမသွင်းပါနဲ့ဒုတိယပိုင်းမှာမင်းနီ90မှာဖြစ်ဖြစ်60မှာဖြစ်ဖြစ်သွင်းမလိုက်ပြဿနာမရှိဘူး။အာမေဒီယာလိုတို့ကကျွန်တော်တို့အသင်းအတွက်ကိုတကယ့်အရေးကြီးတဲ့ပလေယာကောင်းတွေဖြစ်တယ်။ဘလောက်တောင်တန်ရပြဿနာကြုံနေရပြီးတော့အနာပေးထားရပြီလေ။ နောက်တဲမှာဆိုရင်လေလီဆန်တိုမာတီနက်တို့ဆိုတော့ဒါကအမ်မိုရယ်ပြောခဲ့တဲ့အနေထားတစ်ခုပေါ့ဗျာဆိုတော့ဒီအချိန်နည်းနဲ့ပတ်သက်ပြီးမင်ကိုတို့ဘလို့မြင်ကြလေဗျာအမ်မိုရယ်ပြောတဲ့စကားတွေအထင်မှာတကယ်ပဲကျော်တော့အတင်းကနောက်တစ်ဆင့်တက်ဖို့အတွက်ကိုဆိုရင်ကိုရဲ့အုတ်ထွက်ပေါ်မှာအမေကန်ဆုံးနဲ့ဟိုကာကွယ်ထားနိုင်ဖို့လိုမလားပြီးလို့ချင်းအမ်မိုရယ်ပြောတဲ့စကားတွေကဘလောက်ထိမှန်ကန်မှုရှိလဲကျွန်တော်ကတော့လုံးဝ100%ထောက်ခံနေပါကျွန်တော်လို့ဆိုကိုရီးယားအသင်းအနေနဲ့ဒီလိုမျိုးဖြစ်လေဖြစ်တာရှိတယ် ကိုက၃ခုရပြီဆိုရင်၃ခုပြန်ပေးရတယ်၂ခုရပြီဆိုရင်၂ခုပြန်ပေးရတဲ့ပုံစံတွေရှိနေတဲ့အတွက်ကိုရဲ့ outro ဘက်မှာအကောင်းဆုံးဖြစ်ဖို့မျှော်လင့်တာပေါ့ဗျာဆိုတော့စာတမတော်ရဲ့ဒီကနေ့ဗီဒီယိုလေးကတော့မင်ဆောင်နေတဲ့အသင်းလေးပြရူဘီအမ်ရန်နေနဲ့မင်းညာကစားခဲ့တဲ့ယူပါလေးစီမီဖန်နေပထမအကြော့ပြပါရဲ့အင်ကွေးမှာကျွန်တော်တို့3စီးနဲ့9ခဲ့တဲ့ပွေးပြီးမှာ သူရဲ့ပြောစကားတွေပေါ့ဗျာဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကြည့်ရှုအားပေးတဲ့ညီကိုဒူးတယောက်စီတိုက်ကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ပြီးကြောင်းဒီ channel လေးကို like and subscribe လေးနဲ့မလိုအပ်သေး like and subscribe လေးနဲ့ notification ကောင်းလောင်းလေးကိုတီးထားပြီးတော့ Manchester United အသင်းနဲ့ပတ်သက်တဲ့များသတင်းလေးကိုမလိုတဲ့ကြည့်ရှုအားပေးနိုင်ပါတဲ့ကြောင်းပြောချင်တဲ့ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်ကျွန်တော်တို့ပွေးပြီးသုံးသက်ချက်ဗီဒီယိုကိုလည်းဒီမနေ့ပိုင်းမှာတင်ပေးထားတာရှိလို့ပွေးပြီးသုံးသက်ချက်ကိုလည်းညီကိုတို့ကြည့်ရှုပေးဖို့ကျွန်တော်တောင်းဆိုပါတယ်အားလုံးပဲကျေးဇူးများတင်ပါတယ်အားလုံးပဲโอเคပါ